တွေကထွက်ပေါ်လာတဲ့တဲ့မြမတန်နာ ਈ လာထူထူဆန်းဆန်းတရဝါကြီးဖြစ်တဲ့ညံတရဝါကတကယ်ပဲရှိတာလားမင်္ဂလာပါရှင် knowledge TV ညီမကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကမ္ဘာပေါ်မှာထူးထူးဆန်းဆန်းသံတမားတွေတကယ်ရှိမရှိမသေးတဲ့သံတမားတွေနဲ့ရှာဖွေတွေ့ရှိခြင်းမရှိသေးတဲ့သံတမားတွေကများစွာရှိနေသေးတာပါ။ကုန်းမမဆိုရင်ကရှေးမဆိုညံဆိုပြီးတော့ဒန်နိုင်လာအထူးဆန်းသံတမားတွေနဲ့ပတ်သက်တဲ့စကားပုံတွေလည်းရှိတာဖြစ်ပါတယ်။ ရှိသနဝါရီထဲမှာအထူးဆန်းသနဝါရီရှာဖွေတွေးရှိခြင်းတော့မရှိခဲ့တဲ့သနဝါရီအများကြီးရှိခဲ့ကြပေမဲ့ညံသနဝါကတော့လူများသားမှာကြားပူနာဝါရှိတဲ့သနဝါတစ်ကောင်ဖြစ်နေကြတာပါ။ဒါကြောင့်ညံနဲ့ပတ်သက်တဲ့ဌာနရေးဆက်ဆံပုံမြင်နေတဲ့စာပေအထောက်ထားတွေလည်းအများကြီးရှိနေခဲ့ပါဗျ။19ရာစုလောက်မှာဆိုရင်မြမထဏာရီရင်မဟုတ်ပဲအရှေ့တိုင်းအနောက်တိုင်းနဲ့ကမ္ဘာထဏာရီအများစုမှာတော့ညံတော်ဝါကတခိထခဲ့သေးတာပါ ညံကိုပင်လယ်ထဲကထွက်ပေါ်လာတဲ့သရဝါစန်းကြီးဖြစ်တဲ့လူတွေကကြားဘူးနာဝရှိထားကြပေမဲ့ပုံစံအမှန်ကိုတော့တိတိကျကျဖော်ပြတာမျိုးမရှိကြပါဘူး။အစာပိုင်းမှာတော့ညံတရဝါကြီးကရေပဝဲလိုခြေရန်နေအများကြီးနဲ့အပေါက်တွေပါတဲ့တရဝါဖြစ်ပေါ်ပြလိရှိကြပြီးတော့အစိုးပါခြေရန်နေကလည်းပေ50 60လောက်ထိရှိရလို့သိရပါဗျ။ အဲ့ဒီခြေတံအရှိကြီးတွေနဲ့စင်တကောင်ရောင်အသားလေးဖန်းဆားနိုင်တဲ့စွမ်းရည်တွေပိုင်ဆိုင်ထားပြီးဒီခြေချောင်းတွေကဖမ်းယူထားတဲ့တရဝါလေးတွေရဲ့အသွေးသားတွေကိုစုပ်ယူစားသုံးဖြစ်တယ်လို့လည်းဖော်ပြထားခဲ့ကြတာပါညံကပေး200လောက်ရှိပြီးလုံးပတ်20လောက်တုတ်တဲ့ရှင်နေမွေကြီးလို့လည်းဆိုကြတာပါရှင်မြမကျန်းတွေအားဆိုရင်တော့ညံကိုတီကောင်တရံတရံဝါလို့လည်းဆိုကြပါဗါးညံကိုပါနီလို့တဏီကာဟလို့လည်းခေါ်ဆိုကြတာပါ တကယ်တော့ညာကနဂါလိုတံတော်မျိုးဆိုပေမဲ့မွေအကြီးစားတီကောင်တံတံတော်လို့ဖော်ပြရတာကတော့နဂါမျိုးနယ်စုမဟုတ်တဲ့အတွက်ရောထွေးသွားမှာဆိုလို့ခွဲခြားပြောခဲ့တယ်လို့သိရပါတယ်။ညံကိုမြမရာဇဝင်နေမှာဆိုရင်ကုန်းမောင်ခင် အလောင်းမင်းတရားကြီးလက်ထက်မှာတွေ့ခဲ့ရတယ်လို့အထောက်အထားတွေရှိခဲ့ပါတယ်။အလောင်းမင်းတရားကအယုဒ္ဓယာကိုစစ်ကြည့်တဲ့အခါမုဒ္ဓမမြစ်ကိုဖျက်ကူးခဲ့ရပြီးရေရင်စင်းတဲ့ဆင်နှကောင်ကိုညံကောင်ကခြေကိုက်ထွက်ပြေးသွားတယ်လို့ရာဇဝင်နေမှာဖော်ပြခဲ့ကြတာပါ။ မြမရဆွေနေတွေမဟုတ်ပဲနိုင်ငံတကာရှာဆွေနေမှာလဲညံတော်ဝါကမကြမကြဖော်ပြခံရလေရှိတာပါအထူးသဖြင့်အနောက်နိုင်ငံကဒန်နိုင်ဆန်ဆန်ရှာဆွေနေမှာဆိုရင်ညံအကြောင်းကိုဖော်ပြလေရှိပြီးတော့နော်ဝေးနိုင်ငံကတငါတယ်တွေနဲ့ဒိန်းမတ်နိုင်ငံကသာသနာပြုဆရာတော်တွေကပင်လယ်ထဲဖြတ်သွားတဲ့အခါညံတော်ဝါကိုတွေ့ခဲ့မှုတဲ့စသဖြင့်ညံတော်ဝါရှိတာအမှန်ဖြစ်ကြောင်းတမိုင်းချောင်းတွေရေးသားဖော်ပြလာခဲ့ကြပါတယ် အစပိုင်းမှာတော့ညံတရဝါကဒန်နိုင်ဆန်ဆန်တရဝါလို့ဖော်ပြခံခဲ့ရပေမဲ့နောက်ပိုင်းမှာတွေးရှိဘူးသူတွေများလာတဲ့အခါမှာတော့တမိုင်းချောင်းနေနဲ့တော့ပြောင်းလဲသွားခဲ့ရပါတယ်။နော်ဝေးနိုင်ငံကနာမည်ကြီးဖုန်းတော်ကြီးတပါဆိုရင်သူ့ရဲ့လေးလာတွေးရှိချက်အရညံတရဝါကတကယ်ရှိကြောင်း1985ခုနှစ်မှာစာအုပ်ထုတ်ရေးသားဖော်ပြခဲ့တာပါ။ ညံနဲ့ဝေလာငါးတွေတိုက်ပွဲဖြစ်ဘူးတယ်ဆိုပြီးတော့ဝှထုထွက်ခဲ့ဘူးတာတွေလည်းရှိလာတာကြောင့်ညံတော်ဝါကတကယ်ရှိတဲ့တရိษံမျိုးစိတ်ဖြစ်ယူဆလာခဲ့ကြတာတွေလည်းရှိပါတယ်။ကြီးစုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောပင်လယ်ထဲကနေထွက်ပေါ်လာတဲ့ညံတော်ဝါကြီးကတကယ်ရှိရလို့ထင်ရလားဆိုတာကိုမတ်မှာပြောပြပေးခဲ့ကြပါအောင်နော်။